မင်တရားမြတ်လို့သူများအားလုံးမင်္ဂလာပါဗျာနော်ကျွန်တော် channel ကနေပြီးနိုင် post တစ်ခုပြန်တင်အောင်မှာဗျာရေနာလွန်းလို့မြန်မာနိုင်ငံအတွက်ရေနာလွန်းလို့မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့အကြံဖက်လုံရက်တွေကိုလုံနေတဲ့စကားစားရဲ့အောက်တန်းကြားစွာလုံရက်မင်းအောင်လိုက်တို့ရဲ့အောက်တန်းကြားစွာလုံရက်တွေကိုရေနာလွန်းလို့ဒီ post ကိုတင်လိုက်တာဖြစ်တယ်ပြည်သူလူထုတွေဘေးအန္တရာယ်ရောက်ဒုက္ခဖြစ်နေတဲ့အသက်တွေမြောက်များစွာဆုံးရှုံးပြီးလာပိုင်ဆိုင်မှုတွေဆုံးရှုံးနေတယ် ပိုင်ဆိုင်မှုဥစ္စာတွေတော့ပြောတော့ကျွန်တော်ဟုတ်လားအသက်တွေဆုံးရှုံးနေတဲ့မသေးသေးမဲ့သေနေရတဲ့အဲ့လိုအတိုက်အတာတစ်ခုမှနိုင်ငံတကာရဲ့အကူအညီကိုသူတို့လက်ထက်ကိုထေးပါလို့တောင်းတဲ့အစောက်ချင်းသူတို့လက်ထက်ကိုထေးပေးပါသူတို့စီမံခွင့်ခွင့်ပါမယ်ဆိုပျော်ထွက်တဲ့ပါဇာဒီလောက်ထိအောက်တန်းကြားဒီလောက်ထိအစင်တန်းမြင့်တဲ့လူတွေအုပ်ချုပ်နေမှာတော့ဒီနိုင်ငံကဘယ်လိုကြီးပွားတိုးတက်မှာလဲဒီနိုင်ငံမှာရှိတဲ့လူတွေအကျဉ်းစာရိုက်တာကောင်းမယ်ဆိုတော့လက်ခံလို့မရဘူးနော်အဲ့တော့ လိမ်လိမ်မှုတွေမတမာမှုတွေဟုတ်တမားတိုင်းမှုတွေမတိမ်မှုတွေအနည်းနဲ့တနည်းတိုးပေါ်လာတဲ့မြန်မာနိုင်ငံဘာဖြစ်လို့လဲဒီလိုအစင်တဲမရှိတဲ့အောက်တန်းကျတဲ့အောက်ရုံမှာပက်ဆက်တဲ့နိုင်ငံရောအုံဆုံးနေပါလေဆိုရဲကောင်တွေရဲ့ဇာတိပြကြောက်အောက်ကပြည်သူလူထုပျက်စီးနေတာဒါဓမ္မတာပဲနော်ခေါမို့မလုံတော့အောက်ကနေပြီးဘာဖြစ်လဲယေရှုတာပဲအဲ့ဒါအခုလည်းပြနိုင်ငံတကာကနေပြီးဝေရောက်လာတဲ့ကေစီဟုတ်လားအခုကြီးတွေကို တို့လက်ထုတ်ပေးအပ်ပါလေသူတို့စီမံခန့်ခွဲပါမယ်သူတို့နိုင်ငံအကြောင်းသူတို့ပဲသိပါလေဆိုပြီးထုတ်ဖို့ပြောကြမဆက်ဘူးလားနိုင်ငံတကာနေပြီးဒီဟာတွေကိုကြိုသိလို့နော်ဒီနိုင်ငံကတရင်ထောက်တွေကလည်းဝင်ရောက်ခွင့်ပေးပါလို့ခွင့်တောင်းတာကိုမြန်မာနိုင်ငံမှာတရင်ထောက်တယောက်နေဖို့အတွက်အိမ်မရှိဘူးတဲ့တရင်ထောက်တွေဝင်လာရင်တေးဖို့တော့နေရာမရှိဘူးလေဗျာအဲ့လိုစင်ချေပေးပြီးဝင်ခွင့်မပေးဘူးလေဘယ်လိုရှက်ဖို့ကောင်းတယ်လဲဗျာမြန်မာနိုင်ငံ ဘလောက်ထိအောက်တန်းကြားဘလောက်ထိသိက္ခာကြားတယ်လဲအဲ့လိုမင်းအွန်လိုင်းလို့လို့ဆက်ကဆက်ကအောက်တန်းစားတဲ့သိက္ခာကြားတဲ့ကိစ္စမရှိဘူးမြန်မာနိုင်ငံမှာတည်းမြန်မာနိုင်ငံသားတွေလုံးဝသိက္ခာကြားနိုင်ငံဆိုတဲ့နိုင်ငံကြီးတစ်ခုသိက္ခာကြားတော့တယ်မြန်မာနိုင်ငံကတတိယနောက်ကမပင့်ဝင်ဘူးဆိုရင်အဲ့ဒီဟာကြီးကဟုတ်လားမင်းအွန်လိုင်းအောင်ပင့်ဝင်လို့မြန်မာနိုင်ငံကအစိုးရကပင့်ဝင်ဘူးဆိုရင်မြန်မာနိုင်ငံဆိုတဲ့ကောင်းစီပါတော့တယ်ဘလောက်ထိကျွန်တော်တို့မြန်မာလူမျိုးသိက္ခာကြားတယ်လဲမြန်မာနိုင်ငံမှာနေတဲ့လူမျိုးတွေဘလောက်သိက္ခာကြားတယ်ဒီလိုသိက္ခာကြားတာကို အချက်တရားရှိတာမထင်နဲ့မျက်နှာပြောင်တိုက်ပြီးဟုတ်လားကေစီပစ္စည်းတွေကိုအချောက်လို့ရှင်နေတာပစ္စည်းတွေကအချောက်လို့ရှင်အဲ့ရတဲ့အချောက်တွေခင်ဗျယူပြီးရသူတို့ကူညီမထင်တာမကူညီဘူးသူတို့ကအဆုံးချဖို့နေရာတွေပါအဆုံးချဖို့တွေဒီလောက်တည်းအောက်တန်းကြတဲ့နော်အုံချုံမှုအုံချုံနေတဲ့လူတွေကျွန်တော်တခါမှမမြင်ဘူးဘယ်နိုင်ငံမှမမြင်ဘူးမြန်မာနိုင်ငံတည်းနိုင်ပါပါတယ်ဆိုတာနိုင်ငံတွေနော်ကျောက်ဘူးတော့ဥမအီသိုပီးယားအချက်နိုင်ငံအများကြီးရှိတဲ့ဥမနောက်ဆုံးဆင့်ဟုတ်လား ကိုရနိုင်ငံနိုင်ငံတွေအများကြီးအဲ့လိုတော့မကြောက်ဘူးကျွန်တော်သူတို့နိုင်ငံမှာဟိုလာဒုက္ခဖြစ်ပြီဆိုရင်နိုင်ငံတကာကူညီရအောင်ခုမလာချင်တော့လာအောင်ခေါ်ပြီးဟိုလာကူညီခိုင်းရယ်ကိုနိုင်ငံတော့ငါတော့မလုပ်ပေးနိုင်ဘူးလုပ်လုပ်ပေးနိုင်တယ်လုပ်ပေးပါစေဆိုပြီးအခုကျွန်တော်မြန်မာနိုင်ငံမှာကြာတော့ဟာမင်းအောက်လာရောအောက်တန်းစားအုပ်စုခွေတရိတ်ဆန်လောက်အစင်ခွေမဟုတ်ဘူးဗျခွေဆိုတာအစင်တန်းရှိတယ်ကျွန်တော်မြန်မာမွေးတဲ့ခွေဆောင်ရအစင်တန်းရှိတယ်နော်အပြင်မှာကျွန်တော်ပဇွန်ချောက်လှန်ထားတယ်တော့တော့မနဲ့မကြည့်ဘူးနော် ဘာမှလှိကြည့်ကြမလို့အခုအစ်တမတိုက်သူလို့နေသူ့ကပြောထွက်အဲ့လိုမျိုးအစင်းတဲ့ရှိတဲ့ခွေဒီကောင်တွေကအစင်းတဲ့မရှိတဲ့ခွေချီစားတာချီစားပြီးချီလို့ပဲဦးနှောင်းပစုံဦးနှောင်းနဲ့နေတဲ့ကောင်တွေနိုင်ငံကိုရောက်လာတဲ့ကေစီအဖွဲ့တွေကိုနှီးမျိုးစုံနဲ့စိတ်တခွာပေးတယ်ခင်ဗျားကကျွန်တော်ထိုင်ဝမ်ဘလောက်ထိရင်နာစရာကောင်းလဲကျွန်တော်ပြောပြီးကျွန်တော် channel တွေမှာကျွန်တော် live တွေမှာမင်းတို့အစားအသောက်ဟဲ့လားတရုတ်ကိုကြောက်လို့တရုတ်ကမဝင်လာနဲ့ ငါတို့ပဲဒါမင်းမလို့မင်းနဲ့ရလုံးမယ်ဆိုပြီးเนาะမင်းတို့မင်းအောက်လာတော့အပေါ်ကနေပြီးမင်းတို့အဖေကဟဲ့အောင်ဒီကောင်ဒီမဝင်ရလဲလို့ပြောထားတယ်ဆိုလို့ရှိရင်အစားရင်မင်းတို့နော်သူတို့ခွင်းတောင်းခါပြင်ကြိုးလိုက်ရတယ်ငါတို့ဒီမှာလူနောက်တယ်အစားမချူဘူးအခုမဟုတ်ဘူးဒေါ်လာ၅တန်လေးရဖို့ဟောဟုတ်လားအာရတယ်ဝင်လာဖြစ်ပါဝင်လဲဝင်လာရောအဲ့ဒီလေးစိတ်ဂိတ်တွေမှာဟာလေးစိတ်မှာစစ်စစ်တာမပြိနိုင်ဘူးတရက်နှစ်ရက်မပြိနိုင်ဘူးဘယ်သူစိတ်ရှိမှလဲကိုကြီးဖွင့်လာတဲ့လူတွေ ဟမ်ဒေါ်လာ50ပြည့်ပြည့်အစ်လေးထဲသားဒါလည်းမရရအောင်မရအောင်မဟုတ်သေးဘူးဒေါ်လာ50ချစ်ချစ်ပို့မှာမဟုတ်သေးဘူးခွာလဲပေးတာမဟုတ်တော့ဘူးတဲ့ဆိုရင်နော်ပေးလည်းပေးရမဟုတ်ပါဘူးဘာလို့လဲအောက်တန်းစားစိတ်ကိုသိနေပြီလေနောက်ဦးပြောတယ်ဒေါ်လာထဲစီကဒေါ်လာငွေရေးအခုကြီးပေးမယ်ဒေါ်လာဒေါ်လာထဲကပြောတယ်ဒါလည်းမင်းတို့အစ်ချစ်ပေးရမှာမဟုတ်ဘူးနော်တို့ရထားကမေးပါအလုံးရင်ခေတော့ကေစီရဲ့ဖွေးစီတော်တော်များများကကေစီပေးတယ်ဆိုတာဟုတ်လားစေဝါတွေရိတ်ခါတွေလူအဲ့တဲ့အဆုံအဆုံပစ္စည်းတွေပေးတာ နောက်မှကျန်တဲ့ဟွာပေါ့နော်ပြန်လည်ပြတော့ရေးတော့ငွေကြီးစငွေကြီးသက်သက်ပေးတာအခုသူကမစ်ဆေးဝါးရိတ်ခါတွေလိုရရပြီဆိုရင်သူတို့မစစ်တိုင်းမှာဘွားပြက်နေတယ်လေစေးဝါးမရှိရိတ်ခါမရှိဘာမှမရှိဘူးဖြစ်နေတာခင်ဗျရှင်းတဲ့နေရာထွက်ရင်ရိတ်ခါမလုံတော့အစားအစာမလုံတော့အဝတ်အစားမလုံတော့ခွေးဖြစ်တော့ဖြစ်ဖြစ်နေကောင်တွေဆိုတော့အဲ့လိုကင်ဆေးပစ္စည်းတွေကိုမောက်ပိုင်ဆေးဖို့တော့ကြိုးစားတယ်အောက်တန်းကြတဲ့စိတ်ဇာတိတက်မမှန်တဲ့စိတ်တဲ့ဒိမမှန်တဲ့စိတ်အဲ့လိုချီတဲ့ကောင်တွေကနိုင်ငံကိုအုပ်ချုပ်နေတယ်မတရားသဖြင့် ဒီလိုကုံမျိုးတွေကိုပြည်တွင်းမှာလက်ခံပြီးထောက်ခဲ့ပြင်းနေတဲ့ကုံတွေကိုကျွန်တော်တော်တော်အံ့ဩတယ်အဲ့ဒီကုံတွေကအောက်တန်းကျတယ်ဆိုတော့ဒီကုံတွေနော်အဲ့လိုအကြမ်းဖက်လုံရဲကုံတွေကိုထောက်ခဲ့အားပေးနေတယ်ကုညီပေးတဲ့ကုံတွေကပို့ပြီးအောက်တန်းကျတယ်ခွေးဆိုတာဆူတိုက်ကြိုက်တယ်ဆိုပေမဲ့ဆူမတိုက်ရင်မကြိုက်ဘူးအဲ့တော့ကြိုက်တဲ့ခွေးကိုဆူတိုက်တာဘာလို့လဲအောက်ကအဲ့ဒီစားကားစားကိုထောက်ခဲ့ပေးတဲ့ကုံတွေပဲနော်မြန်မာနိုင်ငံမှာ ငါပဲအရင်ငါတို့ငါမိသားစုချက်တာပြီးကြီးပေါ့ပြီဆိုပြီးမလုံးနဲ့အချိန်တိုင်းမင်းတို့ကလေတိထားဆယ်နှစ်ခုစင်မိသားစုတွေအခုဒီနတ်အေဂိဒါခေါ့ဆော်တွေဘာဖြစ်သွားလဲဆိုတာကိုမျိုးသိလားမိသားစုကအလိုက်ဘွားပြတ်သွားတာမျိုးစုမျိုးစင်ဆက်လူတော်မတို့ဖြစ်သွားတယ်နော်မြန်မာနိုင်ငံဒီဒါမျိုးတည်းမြိုက်လာဦးမယ်မြိုက်လာဦးမယ်ဒီတော့ပြောချင်တာကဖေးမနိုင်ပဲပေးကြီးစားတယ်တရုတ်ကတော့မနိုင်ပြိုရိပ်ဘူးတရုတ်က ပထမတော့ထိုင်ဝင်ကဒေါ်လာ50ပြိမယ်ဆိုပြီးပြလိုက်တော့အာအဲ့ဒါမြို့မြေရပြီဆိုပြီးနောက်ထပ်ဝင်လာပါခုညီပါဆိုပြီးခွင့်ပြုတယ်ခွင့်ပြုလိုက်တော့တရုတ်ကဟေးအာငါတို့ရဖက်အဲ့လိုဝင်လာလို့မရောက်ပါညာနဲ့ဆိုတော့တရုတ်ဥစ္စာကြောင့်တရုတ်ကိုကြောက်တဲ့အတွက်နဲ့ထိုင်ဝင်မျိုးစုံနဲ့မဝင်လည်းမပြောလို့မရဝင်ရအောင်နေပြီဆိုတော့ဟိုစစ်တေစစ်ဘာစစ်စာရှိတယ်ပြားထိမှာဘာပါလဲစစ်စစ်လေစစ်စစ်ပေါ့စစ်စစ်လို့ရတယ်အသူရှာရှာပြားထားတယ်ဖွင့်ပြားထားတယ်ပြီပြီပေါ့ဟမ်ဘလောက်ထိအောက်တန်းကြတယ်မြန်မာနိုင်ငံကအုပ်ချုပ်တဲ့ကောင်တွေကိုပြောချင်တယ် အခုပြောတဲ့ကြားပါတယ်ဟုတ်လားတရုတ်တွေဟိုတက်ရောက်လာပြီဒီစခိုင်းတိုင်းတက်ရောက်လာပြီခုညီဖို့လို့အစင်းလုံးတွေပါဘေးနေရပြတ်တယ်ကိုဘေးနေရပြတ်မဲ့တော့မသိတဲ့အဆိုးရဟမ်မြန်မာနိုင်ငံမှာပြင်းပြင်းလေးလေးထုံးသွဲ့တယ်စခိုင်းတိုင်းမန္တလေးနေပြည်တော်ကနေဝဲတော်တော်များများအင်းလေးတချက်ပြပါအတစနဆုံးချမှုတွေရှိတယ်အပြင်မှာနေတဲ့နိုင်ငံတကာမှာရောက်တဲ့နိုင်ငံချက်မှာနေကျွန်တော်တို့လူတွေအပြင်မှာရှိတဲ့လူတွေတော့သိတယ်ဗျာတတိယနေ့တိုင်းမြန်မာနိုင်ငံအဆိုးရတော့မသိဘူးတဲ့ ဘယ်နေရာမှာရှိတဲ့အကြောင်းကြားပြီးပေါ့ကျွန်တော်လာခေပါမလဲစဉ်းစားကြည့်လိုက်တော့နိုင်ငံရောအုပ်ချုပ်နေတယ်မချက်ဘူးလားအမင်းအော်တယ်အုပ်စုစိုးဝင်ရောအုပ်စုမင်းမချက်ဘူးလားဘယ်ချက်မလဲဖာသိမနဲ့ဝဲမင်းဖောက်ပြီးယာရင်ဘူးရတဲ့ကောင်တွေဟမ်လမ်းဘေးမှာဟုတ်လားလူလူတွေရှိမှခရှင်ပြောမယ်ကွာဆက်လုပ်ပြီးမွေးလာတဲ့ကောင်တွေအချက်တရမရှိမလဲအချက်တရမရှိတယ်မင်းတို့တိတ်ခါကြအောက်တန်းကြလိုက်တဲ့လူမျိုးတွေအောက်တန်းကြလိုက်တဲ့ကောင်တွေဟမ် အခုကြည်တာခင်ဗျာသိမကြသေးဘူးနောက်ထပ်စင်ကာပူစင်ကာပူကိစ္စပြဿနာတဲအုံးမှာစင်ကာပူလက်ပြဿနာတဲအုံးမယ်မြို့မရှိနဲ့စင်ကာပူကိုလည်းတရုတ်ကသိကြည်တာမဟုတ်ဘူးအဲ့တော့စင်ကာပူကိုလည်းနိမ့်မြို့သူနဲ့ဒုက္ခပြေအောင်မယ်အဲ့တော့ပြောချင်တာကကိုလည်းမလုံနိုင်ဘူးလုံနိုင်တဲ့လူတွေကြဲလို့ဝင်လာတော့လဲခွင့်မပြုရှင်ဘူးဘာဖြစ်လဲသူအထွေအလိုကြတရုတ်ရအလိုကြလုံပွင့်နေရတယ်ဒီတော့မြန်မာနိုင်ငံကတရုတ်ရအော်ဇယ်အာနာခဲအာနာခဲဘောတော့ဒီကိုလူနေနိုင်ငံလားကိုလူလူဒေသလားအဲ့တော့ကျွန်တော်မြန်မာပြည်သူလူထုတွေဘယ်စီချင်းမှာ ဒီလောက်မဆင်းလုံးနိုင်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့တစ်သက်လုံးတေယုံအောင်မနေလိုက်တော့ကျွန်တော်နိုင်ငံခြားလူတွေမကြောနဲ့ငါတို့ကဒီမှာကိုင်ကိုရကူကိုကိုပိုင်ဆိုင်နေနေတာနော်မင်းမင်းမင်းတို့မပြန်ရတာဘာမှမဖြစ်ဘူးရှင်းလားနောက်ဆုံးကကိုရီးယားလုံးပြန်လာအလေးပြန်လာရဲ့ဘွေးစည်းကတိုးတဲ့ပုံစံမျိုးနဲ့ဘာဖြစ်မှလဲနေဖြစ်မှာတလားနှစ်လားသုံးလားဘာဖြစ်မှလဲဘာမှမဖြစ်ဘူး အပြစ်မရှိရင်နားလဲဟောခုလူမျိုးတွေငါတို့လူလွလွလက်လက်ဟုတ်လားကိုတိသားဖျံဖို့တူတဲ့အတွက်ဒီမှာဒီစားတောင်းရတာဟောလောက်ရရတယ်ဘလောက်ဒီအဲ့လိုမျိုးတွေကိုကိုတိသားမှာဖြစ်စေရှင်တယ်စင်တာကနော်အဲ့ဒါဘာလို့လဲကိုတိသားမှာရှိတဲ့လူတွေကစိတ်လုံးမို့လို့တယ်ခင်ဗျားတို့ဟမ်အခုဒီမစိတ်လုံးနိုင်ဘူးလက်နဲ့ကရှိချင်းမစိတ်လုံးနိုင်ဘူးပြည်သူချင်းချင်းမစိတ်လုံးနိုင်ဘူးဟာရခိုင်ကဘမမုံဘမမုံကချင်းမုံကချင်းမုံကရင်မုံကရင်မုံကရမုံအဲ့လိုဖြစ်နေတဲ့ဘာဖြစ်လို့လဲအပေါ်ကတလုခွေတဲ့နော် ဒီအရင်အုပ်ချုပ်သူတွေရဲ့လုပ်ခဲ့တဲ့လူမျိုးရေးဝါဒဘာသာရေးဝါဒမှိုင်းဝတ်တွေကိုမင်းနေလို့ခင်ဗျားတို့ကနော်အဲ့ဒီမှိုင်းတွေကိုမင်းနေတော့ဒါကိုမမြင်နဲ့အခုဒီဘလို့ချေရှဲလည်းမသိသေးဘူးသဘောပေါက်ပါနော်နေနေလေးထိုးနေသဘောပေါက်ပါနော်အဲ့တော့လက်ရှိဖြစ်ပြနေတဲ့အဖြစ်ပြမှလည်းရှိတယ်တော်လိုင်းရေးဖွဲ့တွေရဲ့နော်အာသာချက် honest check ဆိုတာရှိပေမဲ့တကယ်တမ်းဒီရှိမှဘာပဲဆိုဆို ကိုကကိုမှချိနေတဲ့နော်နက်နက်အင်းကလူအင်းအားနဲ့မင်းအောက်လိုက်ကိုဖြုတ်ချက်ပေါ့အချိန်အကောင်းဆုံးအချိန်အကောင်းဆုံးအချိန်ဆိုမဲ့အဲ့အခုတမင်းကျော်အခုဟာလုံးလုံးတော့မရဘူးနော်ဒါဒါနိုင်ငံတကာမှပါသက်တဲ့နော်ဒီစီရအခင်းအခင်းအခင်းအချင်းဆိုတာကတော့အပြောလို့တော့လက်ပြခဲပါတယ်ကျွန်တော်လည်းနားရတယ်တော့နားလေပါတယ်အဲ့ဒီတော့ဒါပဲဆိုဆိုပြည်သူလူထုကနေပြီးလောက်ခင်ဗျကိုဒေတာကိုလူမျိုးကိုဒေတာကိုပါမရှင်းနိုင်ဘူးဆိုလို့ရှိရင်ခင်ဗျဘယ်သူသွားရှင်းမှာလဲဟမ် ဒီတော့ရုံမပက်ဆက်အောက်တန်းကြတဲ့နော်နိုင်ငံကအုပ်ချုပ်နေပါဆိုရဲအာနာယူအာနာချေဟုတ်တာအာနာကမတရားရထားတဲ့ကုမ္ပဏီကိုထက်ပြီးခင်ဗျားတို့နော်အောက်ကနေပြီးခေါင်းခဲနေမှာဆိုလို့ရှိရင်ဆုံးချုပ်မှုကခင်ဗျားတို့ပဲဆုံးချုပ်မှာခေါင်းခဲရအကြောင်းမရှိတော့ဘူးညကိုလိုအေးစင်းနေတဲ့နေရာတွေကိုခင်ဗျားဘုံလာကြေးပြီးသက်ဖြတ်နေတာပြည်သူလူထုနေစတဲ့ရဆက်အဲ့အဲ့လိုသေရမယ့်အတူတူဒီလိုကိုကအေးစင်းနေပြီးသေရမယ့်အတူတူရန်ဒီကိုသက်ပြီးသေတော့လေပုံပြီးမကောက်ဘူးလား ခမရောအဲ့ဒီစင်တာတွေအဲ့ဒီစိတ်တွေမွေးစဲပါဟမ်ဒီလိုအိမ်မကြီးဒီလိုနေပြီဘိုးလိုဒီလိုနေပြီဘုံကြီးပြီးသေသွားမယ်ဟိုကလန်နေကြီးထီလိုသေသွားမယ်အဆန်းကိုမချီတဲ့ကိုအင်အားကိုဟိုလာပူပေါင်းပြီးဒီကောင်လေးကိုတိုက်ပြီးအသေခံတော့တာပုံမြတ်တယ်ဆိုတော့ခမရတီးဖို့လိုတယ်ကျွန်တော်မြန်မာပြည်ရရှိတဲ့တူတွေလူမျိုးတိုင်းကိုကျွန်တော်ပြောတာနော်ခိုက်တစ်ခုတည်းမဟုတ်လူမျိုးတိုင်းမှာတာဝန်ရှိတယ် အဲ့တော့လက်ရှိမြင်းကလေးမဆိုပြမြင်ရတယ်မန္တလေးတိုင်းဦးစကိုင်းတိုင်းဦးကျွန်တော်မြင်နေရတယ်ဟုတ်လားအခုချိန်ကြီးကေစီရေးမသွားနိုင်ဘူးကေစီရေးတော့ဖို့တော့အစီအစဉ်မရှိသေးဘူးဘေးနေရာမှာရှိသလဲအကြောက်ကြပါကျွန်တော်တို့လာခေးပါမယ်ကိုနိုင်ငံမှာဖြစ်တဲ့တဘာဝဘေးအန်ဒီဒုက္ခကြီးကိုမသိဘူးသူတို့သိတာဘာဖြစ်မလဲတော်နေနေမှာဟဲ့ဒီနောက်ပုံပေါ်ကြည့်လိုက်ဘေးကောင်းသေးသေးမသိသေးဒီနောက်မှာစိတ်ခန့်ရှိတော့ဘုံရှိလိုက်ဘေးကောင်းသေးသေးအဲ့လိုလောက်ဆောက်ဆင်းပါပဲနော်အဲ့တော့အော်စီကနေပြီးပြောတယ်ဒေါ်တာ ကျွန်ပိုက်ဆိုင်ပေါ့နော်ဘယ်နဲ့တိုင်မပြီးပြေးမယ်ပေါ့ဆိုတော့ဝန်တားရင်နောက်ဆုံးဖွာတဲ့ထုတ်ပြန်တယ်ဟလာကပိုက်ချက်ချင်းဖွာပြေးမယ်ဆိုတော့စောက်တဲ့တိတ်တော့တယ်ဟမ်သူတို့ရတော့မယ်ဆိုဝန်တားတဲ့ဟိုကလည်းပါတယ်အော်စီကလည်းဟမ်ကပိုက်ချက်မရင်ဖွာတဆပြေးမယ်ဆိုတော့စောက်ချက်တွေကိုပြေးအဖက်မထွက်ရဘူးဟမ်ဒီတော့ဒီတော့အောက်တန်းကြတဲ့လူမျိုးချမ်းနိုင်ငံကအုပ်ချုပ်နေလို့ဘယ်လိုရမလို့အဲ့တော့ကျွန်တော်တို့ကတရုတ်ရဲ့ကိုလိုနီအဖြစ်မခံနိုင်ဘူးနော်တရုတ်ရဲ့ကိုလိုနီဖြစ်ခပြောကြိုက်လား ကျိုင်းကြိုက်တဲ့လူခံကျွန်တော်တို့မခံနိုင်ဘူးအဲ့ဒီတော့လက်ရှိအုပ်ချုပ်နေတဲ့ကုမ္ပဏီကိုတော့ကျွန်တော်ကပြတ်ဖြစ်ရမယ်ရှင်းရှင်းပြကျွန်တော်စကမှုရှိမြန်မာစကမှုရှိတဲ့ကျူပင်ခေါက်ကျူငုံဝကျန်ဆိုတော့လောရမှာပဲအဲ့ဒါဒီစစ်တပ်နဲ့ပတ်သက်တဲ့ကုမ္ပဏီဟူသည်မြနော်စစ်တပ်ကြီးဖြိုခွဲပြလို့မလို့ဖြိုခွဲစရာလို့မလို့စစ်တပ်ဆိုရှိနေပြီးသားရှိကိုရှိရမယ်နိုင်ငံတစ်ခုမှာနော်ဖယ်ဖယ်တိုင်းပြောဆိုရှိကိုရှိရမယ်အဲ့တော့အခုရှိတဲ့တဲတော်ကဖယ်တယ်တဲတော်မဟုတ်ဘူးအခုရှိတဲ့ဗာလဲဆိုတော့အကြံဖက်အစွမ်းရောက်ဒီအုပ်ဆိုးထားတဲ့ စစ်တပ်အမေရိကန်တားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်အဲ့ဒီအဖွဲ့အစည်းကိုကျွန်တော်တို့ကသန့်စင်ရှင်းလင်းရေးတဲ့လုပ်ရမယ်အဲ့ဒီအဲ့ဒီအပေါ်မှာရှိရကုန်ကုန်ရရှင်းကုန်ရှင်းရမှာနော်ဒါလေးတို့များဆိုသိဖို့လိုတယ်ဒီလိုရှင်းနိုင်ဖို့လဲပြည်သူလူထုနဲ့တော်လေးဖွဲ့ပူပေါင်းပြီးအင်တိုင်းအားလုံးတော်ဖို့လိုတယ်ဟိုတပောက်တပောက်ဖောက်လို့တော့မရဘူးနော်ဘယ်သူကအလုံးလုံးနေတယ်ဘယ်သူကအလုံးမလုံးဘူးလားအလုံးမလုံးဘေးကနေပြီးဟုတ်လားဒီကြွပြင်းလိုက်နေတယ်ကြွပြင်းဆိုသိရမလားသူများအောက်တွင်းထူးသားတွင်းဝင်အောင်တာလေအဲအဲ့လိုမျိုးဘယ်သူလုံးနေတယ်လဲဆိုတော့ကိုလေတော်လေရဲ့အဖွင့်နဲ့ပြည်သူလူထုကကောက်ကောက်သဘောပေါက်ဖို့လိုတယ် နော်ဘယ်သူပါဟဲ့လက်ညှိုးထိုးပြတာမဟုတ်ဘူးလက်ညှိုးထိုးပြကြမလို့ဘူးခုခေတ်မှာချင်းချင်းပြရမှာအတိုင်းတာဒီလောက်နော်ဒီသတင်းမီဒီယာအောက်ကောက်ဝဲခေတ်မှာဒါလေးတော့ပြီးဖို့လို့လေပြီးအောင်လဲကျွန်တော်ဝဲကိုတိုင်တစ်ဖက်ခြားပြခြားပြတယ်နော်ကျွန်တော်ပြောပြီးပြီအမေရိကန်မှာကိုအင်ကိုရကိုပိုင်ဆိုင်မှုနဲ့အေးစစ်နေလို့ရတယ်ဘာမှစကားပြောတယ်မလို့လားသာသမီတွေအခုချင်းဆိုညာရေးမိုက်ခေါက်ခေါက်တော့နေကြတယ်ဘုရားနဲ့သူသို့တော်လေကျွန်တော်တို့ကမြန်မာနိုင်ငံသား မြန်မာလူမျိုးနော်ဒီဥလောစံအမေရိကန်နိုင်ငံသားပေါ့နော်မြန်မာလူမျိုးတွေဖြစ်တယ်ရခိုင်လူမျိုးတွေဖြစ်တယ်အဲကိုဒေသကိုဒီနိုင်ငံဖဲမို့တိုးတက်ဖို့တော့ကျွန်တော်တို့ကအားပေးတယ်ဖြစ်စေရှင်တယ်နော်ဒါလေးကိုကျွန်တော်ကရှားပြတာနော်ခင်ဗျစကားစောက်ရင်လုံးဝရုံးမပဲဆက်မှုရှားပြမှုတကယ်နဲ့တော့မပြီးဘူးတစ်ဖက်လုံးတော့ပြရမှာမဟုတ်ဘူးဘာလို့လဲခုကြည့်ဒီကြောက်ယူမှာနော် အေးရနေပြီသူတို့ရေတန်းရေ30နှစ်နဲ့နိကလာတဲ့ရှိမှာဦးမိုက်ဝတ်တော့မကောက်ဘူးကဲနိတော့ပြီပေါ့နော်နိကလာတဲ့အရှိကဘာလုပ်လဲဆိုတော့အဲ့ဒီသင်းဖောနေပြီအဲ့ဒီဟိုပါပေါ့ကျောက်ဖြူနောက်မှာရှိတဲ့ဒီဇင်ချောင်းဆိုရဟိုပါပေါ့နော်လက်နဲ့ရှိတဲ့ပြစ်တယ်ဗင်းမြောက်ပြစ်တော့ဖုံးကြောက်ပြစ်တယ်ဖုံးကြောက်ဖုံးကြီးတပန်းနဲ့အဲ့မှာအဲ့မှာနေတဲ့ပြစ်သူတယောက်ထေသွားတယ်ဟမ်ရွာထိပျက်စီးမှုရှိတယ်ပုံနာကျွန်းစစ်တွေနဲ့နိကလာဆိုပုံနာကျွန်းအဲ့ဒီအဲ့ဒီဘက်ကဝူလာမှာကြောက်ကြောက်ပြီးအဲ့ဒီပုံနာကျွန်းကိုလက်နဲ့ကြည့်နေတာပြစ်တယ် ဘာမှအတိတ်ပြမရှိဘူးနော်တကယ်နဲ့ပြလိုက်လို့အဲ့ဒီမှာရှိတဲ့ AA တွေသေသွားတယ် AA ရှိတဲ့စကန်ကိုထိသွားတယ်ဆိုကျွန်တော်လက်ခံတယ်အခုဘာမှမသိဘူးကြောက်လန့်လာရှင်းလို့ကျွန်တော်ပြောပါတယ်ကျွန်တော် channel မှာ Twitter Facebook မှာလည်းကျွန်တော်ပြောထားတယ်ဒီကုန်တွေကမသေးခင်အသက်ငင်းတယ်လို့ဟုတ်လားကြောက်လန့်အဖြစ်နေတာလူတော်ကသေခါလေးကြိုက်ရဟုတ်တာဗျအစအရင်စားတယ်သေတော့မယ်ဆိုရင်ခင်ဗျသေဘလူးစစ်စစ်တနိုင်ရောက်မှခင်ဗျကြီးလိုက်အဲ့ကောင်တိုက်တာတွေ့တိုက်တာအခုတော့တောက်တယ်ကောင်နော် ကျူးဆိုကျူးဆိုလည်းဘလူးဘူးကြီးတပတ်ကိုကိုကိုနဲ့အောက်လိုက်ဘသားကထေးတာထေးဝင်တော့တယ်သေသေခါနေရိခါယူလို့ခေါ်တယ်အခုလည်းအဲ့လိုပဲစကားဆက်တော့သေခါနေရိခါယူနေတာဟမ်ဟိုရောက်ရန်ပြစ်ဒီနာကိုရန်ပြစ်လုံးနေတာလောက်ပါမင်းတို့နော်တက်တလောက်လို့အေးကဘိနာဝင်လာလို့ဘိနာထွက်လာမယ်မသိဘူးကြောက်ရလန့်နဲ့လုံးနေတာနောက်ပြီးအခုကလေးလာပဲရောက်ပြီလေလေးလာရခိုင်မှာလေးလာပဲကြော်ပြီဆိုရင်လေးလာပဲဆဲလေးလာပဲကြော်ပြီဆိုလို့ရှိရင် ဟုတ်လားလေကြီးမိုးကြီးတွေဟုတ်လားကိုရွာတော့မယ်အဲ့လိုဆိုရင်သူတို့ရဲ့ကူပါကေပါဆိုရဲလေရင်လည်းမရတော့ဘူးတရုံလည်းမရတော့ဘူးသင်ဖို့တွေလုံးလုံးမရတော့ဘူးဆိုလို့ရှိရင်အထိပ်ပါမဖာလုံးတွေဟာဘာလုံးလဲဆိုတာအခုကပေါ့ဟုတ်လားကြောက်စိုးတွေပြန်ပြီးဘာလုံးလဲဖြစ်နေတာအဲ့တော့ကြောက်ရဲရဲနေတာခင်ကြမင်းတို့မင်းတို့ဒီလိုလုံးနေမင်းတို့အထိပ်ပါရှိတဲ့စေးတွေတို့ကြောက်ပြီးမှရှိတဲ့ကုန်တွေအသေးဆုံးတဲ့သေလေးပဲမြုံမချင်းနဲ့နော်မုံလို့ပြောတာမဟုတ်ဘူးဒါအမှန်တရားကိုရှာပြတာငါစကားပြောဒီလိုအော်ဒီလိုပြောတဲ့အချင်းချင်းလို့နော်မင်းတို့ဒေါသထွက်တယ်မထွက်ဘူး မင်းတို့ဒီလိုလှုပ်လှလှုပ်လေမင်းတို့အခုလက်ချက်ကြောက်ဖြူလို့စစ်တွေးမှာချီတယ်မင်းစာကစားနဲ့ပတ်သက်တဲ့လူတွေစာကစားကကောင်းတွေရေးတွေဟုတ်လားမင်းတို့ရဲ့အပက်တရတိုးလေးတိုးလို့ဆိုမင်းပဲထားကြသက်မှန်ဟုတ်ကုန်လေကမင်းတို့တော့အစာဖြောက်မှာဒါချင်းချင်းလေးပဲမြို့မရှိနဲ့နော် အဲ့လိုအစာဖြောက်ခွက်တွေများပါပြီမင်းတို့ဟုတ်လားဟဲ့ရောက်ရအလင်းဝင်ပါတော့အလင်းဝင်ပါတော့အလင်းဝင်ပါတော့အချင်းချင်းပြဝင်လို့မရဘူးဝင်ကျုံအဲ့ဒီစခန်းကိုကျုံနောက်ဆုံးကြရဟုတ်လားမြင်းတဲ့သုံးပုံလေးကိုစည်ရင်ပြတ်ချက်ကစည်ရင်ပြောက်ကြီးလိုက်မော်ရှူလေးရေတဲ့စည်ရင်ပြောက်တော့မင်းတို့ဟမ်မော်တော့မပြောက်စည်ရင်ပြောက်တော့လဲကြောက်တော့ပုံတော့ကြမေးပြစည်ရင်ပြောက်နေကြည့်ပဲငါမပြောရှင်လို့ကြည့်နေတာမင်းတို့ကိုဟုတ်လားဖြောက်ပစ်စေဆိုပြီးစောင့်နေကြလို့ဘာပြောလို့လဲပြောစကားနားမလို့တာပြောနေတာပြောက် အဲ့ကိုတို့ရဲ့ညီကိုတို့ရဲ့အလင်းဝင်လိုက်ပါဗျာကျွန်တော်တို့အချင်းချင်းနေပဲခင်ဗျားတို့အသက်အာမခင်ချက်ပေးတယ်ဘာမှမပူပါနဲ့ဒီလောက်အာမခင်ချက်ပေးနေတဲ့ဂျာကနေပြီးဆဲပြီးတော့ပြလိုက်သေးတယ်မင်းတို့ရခိတွေမင်းတို့ဘာလဲဒါအဲ့ဒါအနိုင်ဝယ်ပေါ့နောက်ဆုံးဒီကဝေလုံးတဲ့ခါအကိုတို့မသွားပေါ့မသွားပေါ့မပေါ်လဲပေါ့ပေါ်လဲပေါ့နော်အဲ့ဒါမင်းတို့ရဲ့ကိုလုခိရတဲ့ကိုစီပြန်လာတယ်ဆိုတော့မင်းတို့သဘောပေါက်ထားတော့တခါမှမဟုတ်ဘူးကရှင်မလည်းအဲ့လိုပဲဟုတ်လားမင်းတို့လေကချင်းလေးစုဆဲပြီးပြတယ်နောက်ဆုံးကချင်းက SK ဝင်သိအစာပြောင်း ။အဲ့ဒီစခဲမှာအဖက်စီကိုမရရှိဘူး။အကုန်လုံးအဖက်စင်းပြပြလိုက်တယ်။မင်းကြီးကတချို့တွေကမဆိုမခံနိုင်လို့ဗီဒီယိုရိုက်ထားတယ်။ဆွေးခေါ်လာပြီးဆက်နေနေပြစ်ဆက်လိုက်တယ်။ဘောဘောနဲ့မင်းလောက်ကွာမင်းလောက်ဆိုပြီးဒါမျိုးတွေမခံရတာ။နော်။အဲ့တော့ဒါမျိုးတွေပြောမယ်ဆိုရင်လည်းတော့မရအရသာချီချီနဲ့ပြောလို့ရတယ်ကွာပြောချင်ပါဘူး။နော်။အဲ့တော့လက်ရှိမြန်မာနိုင်ငံရဲ့တဘာဝဘေးအန္တရာယ်မှာလည်းအခုဆိုလို့ရှိရင်ကျွန်တော်ကြားတယ်။နော်ကွန်မန့်တွေဖယ်ရတယ်။တချို့နေရာတွေမှာကေစီသွောပြီးမဲ့လူတွေကိုပေါ့နော်ဒီပြည်သူလူထုတွေရောဒီကေစီသွောမဲ့ဒီ brighter အဖွဲ့တွေကို မပေါ့ခွင့်မပေးတော့ဘူးလေလုံချိုးရေးရပေါ့ခွင့်မပေးဘူးဆိုပြီးပိန်ထတယ်အပြင်ပြောပြောလိုက်တာပါတယ်အကျွန်တော်ရေးကြည့်ခဲ့တယ်လို့ပေါ့ဘာပြောလဲဆိုတော့ထားခဲ့ပါလေကျွန်တော်တို့ပေးပိုက်ပါမယ်လေဘလောက်တိအောက်တန်းကြားလဲဘလောက်တိအောက်တန်းကြားတယ်စားစားစားကုန်တယ်မင်းအောင်လိုက်မင်းမချက်ဘူးလားနိုင်ငံကအုပ်ချုပ်ပါတဲ့မင်းအောင်လိုက်ဆိုးဝေးတော့မင်းမချက်ဘူးလားအချက်သိက္ခာမရှိဘူးလားဒီလိုအချက်သိက္ခာမေးတဲ့စကားတွေကပြောနေရတယ်တအားရင်နာတယ်သိလားမင်းတို့ဒီလောက်တိရင်နာစရာကောင်းနေရလားမရှိတော့ဘူးဟမ်အချက်သိက္ခာလည်းမရှိဘူးဘုံသိက္ခာလည်းမရှိဘူး မျက်နှာပြောင်တိုက်တာမျက်နှာပုံမျက်နှာပြောင်တိုက်ရေးကိုတိုက်ရေးတာသူတို့ကအချက်သိက္ခာမရှိဘူးဆိုတော့ဗျာဘယ်မျက်နှာပြောင်တိုက်တာဗာထူးဆင်းလို့တော့ဟမ်အခုဆိုကြည့်ကျွန်တော်တို့ဘယ်လောက်ဒီမြန်မာနိုင်ငံတော့ရေနာဖို့ကောင်းတယ်လဲဆိုလို့ချင်းရေနာဖို့ဘယ်လောက်ကောင်းတယ်လဲဆိုလို့ချင်းမလေးရှားနိုင်ငံနေပြီးရေဝင်ရောက်တယ်ပေါ့နော်မြန်မာနိုင်ငံကိုကေဆေးရေးပေးမယ်ဆိုပြီးပေါ့နော်ကေဆေးပစ္စည်းတွေလုံးတယ်ဟိမမလေးရှားနိုင်ငံကဆင်နာပြကြတယ်မြန်မာနိုင်ငံမပေးတဲ့မြန်မာနိုင်ငံပေးစားမလို့ဒါကမြန်မာလူမျိုးမှုလို့မဟုတ်ဘူးနော်အဲ့လိုအုပ်ချုပ်တဲ့ကုမ္ပဏီကိုစောင့်မြင်ကြလို့ ပထမတစ်ချက်ဒုတိယတစ်ချက်ကအဲ့ဒီမှာလူမျိုးဒီအမျိုးသားရဲ့အဆွေရောက်တွေကြောင့်နော်သူတို့မလေးရှားမှာအမျိုးသားရဲ့အဆွေရောက်တွေရှိတယ်အဲ့ရသူတို့လူမျိုးတွေသူတို့လူမျိုးကိုပဲကေကေလိုအပ်တဲ့နေရာပေးပေါ့နော်ဟိုဘက်ပေးစားမလို့ဒီဘက်ဒုက္ခရောက်တယ်မင်းသူမင်းမဆိုင်ဘူးဒါလည်းမင်းလာပဲသူ့နိုင်ငံတော့သူတင်ကျင်မှုလို့သူ့နိုင်ငံမှာသူထမင်းဝါဖို့လို့တယ်အဲ့တော့သူ့နိုင်ငံမှာဟိုကဒုက္ခပြည်နာကိုမင်းထားပြီးဆိုထားနိုင်ငံမှာတော့ပေးဆိုသူတို့မကြိုက်တာဒါလည်းသူတို့သူဘက်ကြည့်လို့မင်းလာပဲအမှားပြောလို့မရဘူးဒါကိုတော့ပြီးကျွန်တော်တို့ကအမှုတရားလုပ်လို့မရဘူးဟုတ်လားကိုအိမ်မှာထမင်းဝါမှသူများကြီးကိုကျွန်တော်ပေးနိုင်မယ် ကျွန်တော်က55ချက်ရှိတယ်ဟုတ်လားမိသားစုစားဖို့တော့လိုတယ်သူများကဟဲ့ငါငယ်ရွယ်2ချက်ပြီးဆိုတပိတ်ရှင်မပြောင်းပိတ်ရှင်ပြေးဘူးနော်ဘာကျွန်တော်မိသားစုတပိတ်ကဝါဖို့လိုတယ်ဒါကြောင့်ကျွန်တော်ကအဲ့လိုမျိုးသူတို့ကိစ္စတွေကျွန်တော်တိတ်မပြောဘူးဒါသူတို့ပိုင်ဒါပေမဲ့စေတနာရှိရင်တော့ဟုတ်လားကိုမောဒါပါလူသားချင်းစာနာထောက်ထားမှုရှိရင်တော့ကိုသဘောပဲဒါကိုရဲ့နော်တမိုင်းပဲထိုင်းနိုင်ငံမှာလည်းအဲ့လိုပဲထိုင်းနိုင်ငံကလည်းဟုတ်လားမြန်မာလူမျိုးတွေကို မကြိုက်ပါဘူးမြန်မာလူပြအခုမှမဟုတ်ပါဘူးကျွန်တော်လက်နေခိတ်ပါလွန်ခိတ်ရ20 30ကျော်လောက်ကနော်အဲ့တုန်းကပဲမြန်မာတွေကိုမကြောက်မြန်မာတွေကိုနှိမ်မြန်မာတွေကိုသက်ခိတ်တာထိုက်တယ်အများကြီးရှိပါတယ်အစအလောက်ကြောက်အစကြောက်ဒီလမ်းမှာဒါနဲ့ထိုးဆက်ပိုက်တဲ့ထိုက်ကမြန်မာလူမျိုးသေသွားတယ်တဲတကောကဘာပြတ်ဖတ်တာမရှိဘူးအေးစစ်ပဲလေးသွားတယ်ဒါမျိုးတွေအများကြီးကြော်တော့ကြုံဘူးတယ်မြန်မာတရားကထိုက်တဲ့ကိုသွားဆက်တယ်မသေသေးဘူးအဲ့ကောဖမ်းပြီးထုံထိမှာဆက်ပိုက်တာအများကြီးရှိတယ်ဒါသူ့နိုင်ငံကသူဖြစ်ခိတ်တဲ့ဖြစ်ပျက်တွေပေါ့နော်အခုဆိုရင်လဲထိုက်နိုင်ငံမှာမြန်မာလူမျိုးတွေ ဟုတ်လားအလုံးလုံးလာလို့သူတို့ထိုင်လူမျိုးတွေအလုံးမရှိပါဘူးထိုင်နိုင်ငံမှာဟိုမြန်မာလူတွေများလာတယ်မြန်မာတွေအဲ့ဒါထိုင်နိုင်ငံကိုတင်းတော့မစပြီးနှိမျိုးစုံနဲ့ဝါအမျိုးသားရေးဝါဒသမားဝါဒဖြစ်တာတွေ့ရတယ်နော်အဲ့ဒီတော့ကျွန်တော်တို့အရင်ပြောနေကြစကားတပြောမယ်ဆိုရင်ကခင်ဗျားတို့အနေနဲ့နော်ကျွန်တော်မြန်မာနိုင်ငံသားတွေကိုမကြိုက်ဘူးဆိုလို့ရှိရင်လုံးဝမနေနဲ့ခင်ဗျားအပိမောက်ထုတ်ပလိုက်တော်လို့မချေအစာအုံနဲ့ဗာနဲ့လုံးမနေနဲ့အခုထုတ်ပလိုက်မြန်မာနိုင်ငံသားတွေလည်းဟုတ်လားကျန်တဲ့ကော free အဲ့လိုလုံးပလိုက် ခမောင်းနိုင်ငံတိုးတက်မှာလားနိုင်ငံတခုတိုးတက်တယ်ဆိုတာနိုင်ငံခြားသားတွေရှုတိုးတက်တာနော်ကြည့်တလိုင်းကထိုင်းနိုင်ငံမှာဟုတ်လားဖက်စင်းပြရဲမြန်မာနိုင်ငံကပြင်မထွက်တော့ဘူးဈေးတွေ၆ကဲပြီးစီပေါ်ကြတော့တယ်ဒါမျိုးတွေဒါကျွန်တော်တို့ခေတ်မှာကြုံခုတယ်အများကြီးအဲ့လိုမျိုးတွေနော်အဲ့တော့အမျိုးနေရာလူမျိုးတိုင်းမှာတော့အမျိုးသားရအဆွမ်းရောက်ဆိုတာရှိတယ်တိုးတော်လဲကိုနိုင်ငံလူကြီးဘိုင်းတွေကပေါ့နော်နိုင်ငံကောက်တချို့တော့အများစုတော့ဒီပြည်သူလူထုတွေကတော့နားလည်မှုပေးပါတယ်စာနာကြရှိကြတယ်ပြောချင်တာက ကျွန်တော်မြန်မာနိုင်ငံဟာကိုယ်နိုင်ငံကနော်လူအပ်တာတွေအလျင်အပိ20ပါလေရတဲ့ကျွန်တော်တို့ဟာနေနေနိုင်ငံစုံကိုတော်ပြီးသူများတွေရဲ့ခြေဖွာအောက်မှာအလုံးတော်ပြီးသူများတွေနေနာခံနေရတဲ့ဘဝရောက်နေအဲ့ဘာကြောင့်လဲမြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့မကောင်းတဲ့ခေါင်းဆောင်တွေကြောင့်ကြောက်ဒီခေါင်းဆောင်တွေကိုကျွန်တော်တို့ကရအောင်ခြေမှုပြရမယ်ရအောင်မောက်ထုတ်ပြီးဒီကောင်တွေကိုဟုတ်လားသေတဲ့အထိလုပ်ပြရမယ်မျိုးစင်ဆောင်ပေါက်ဆက်ဒီကောင်တွေကိုဟုတ်လားအခုဒီခမောက်ကြည့်လိုက်ဂလုံးဦးစော အောက်ဆက်ကိုသက်တဲ့ဆိုပြီးဂလုံးဆိုရင်မိသားစုအားလုံးကိုဟုတ်လားဘေးရာရှိပါမဖြစ်မဖြစ်ဘူးဒီ100တောက်ကမှဂလုံးဦးဆုံးမိသားစုနောက်အခုရှိတဲ့မြင်းနဲ့မြစ်တွေရအရှောင်မရှိဘူးရာထူးပြီးမရှိဘူးရာထူးမပေးဘူးအလုံးချောင်းလုံးတားခက်တယ်နော်သူတို့ကမဖြစ်လဲချိုးနေထားတာနော်ဒါမှဘာမှမဟုတ်တဲ့ဂျင်းတော်ဂလုံးဦးဆုံးကနေအောက်ဆက်ကိုသက်ရှင်ကပြဲမယ်သက်ရှင်နဲ့မသက်ဘူးတဲဝင်သူတို့သက်တာမဟုတ်ဘူးနော်သူကိုယ်လည်းသက်ခဲ့တာမဟုတ်ဘူးပြောမယ်ဆိုလို့ရှိရင် ထုတ်ချွတ်လာတယ်မဆိုသူကလည်းသိခဲ့တာမဟုတ်ဘူးအမင်းပြစ်တာပြစ်တာဆိုတာဘယ်သူမှသိတာမဟုတ်ဘူးအခုခေတ်မှလိုပဲဟုတ်လားဖမ်းမိတဲ့ကောက်ကရိုက်ပုံနှိမ့်ဆက်ပြီးမပြောလိုက်ဆိုရင်ကြောက်ရလာနဲ့ပြောတာရှိတာပဲနော်သဘောထားတခုပြောပြတာအဲ့လိုပဲမင်းအောက်လည်းကအခုကပြည်သူလူထုတရက်လုံးကတန်လငါးစတလူတွေကအောင်သိနေပြီဒီကောင်တွေဒီကောင်တွေရမိသားစုတွေဒီကောင်တွေကဖွေးစီဘာလုပ်လဲဆိုတော့အဲ့တော့ဒီကောင်တွေကိုကျွန်တော်တို့ကတင်းပြင်းထက်ထန်ကိုတုံ့ပြန်ရမှာဖြစ်တယ်နော် ကောင်းပြီကျွန်တော်ဒီနေ့တော့လောက်ဝတင်ပေးလိုက်မယ်ပြောရှင်တာကစကားစမင်းအောင်လည်းကအခုချိန်မှာဆိုလို့ရှိပါတော့တဘာပိအဲ့နေဖြစ်နေတနိုင်ငံလုံးဖြစ်နေပြီမဲ့သူတို့ဟာအဲ့ဒီတဘာပိအဲ့ဒီကအလားမဲ့အလှူလူတွေကိုလက်ဟိုကြီးဖျက်ပြီးမော်ဘိုင်စီးဖို့ကြိုးစားနေတယ်လို့တဖက်ကဖွေးစီတွေကလည်းအဖွဲ့ဖွဲ့စီတော့နိုင်ငံတကာဖွဲ့စီတာလေအဲ့ဒါကိုသိရတော့လက်ထက်ကိုငွေကြီးမထေးပေးနဲ့သူတို့ကိုယ်လည်းကုညီဖက်လာတဲ့အစီအမပြေမှုတွေရှိတယ်အဓိကထိုင်ဝမ်လို့လို့ပေါ့နော်အစီအမပြေမှုတွေရှိတယ်အဲ့လိုပဲဆက်ဆက်ဆာအဲ့လိုကြောင်းတကြောင်း နောက်နိုင်ငံတကာကနေပြီးအဲ့ဒီသတင်းတွေကိုပြည်ကြီးလေးလေးထုတ်ဖော်မှာကြောက်ရတော့နိုင်ငံမြန်မာနိုင်ငံအထက်ကိုသတင်းနိုင်ငံတခြားသတင်းသမားတွေအဝေးမခံဘူးသူတို့ဒီရက်စင်ချေစင်လဲကဘာပြေးလဲဆိုတော့မြန်မာနိုင်ငံမှာနိုင်ငံခြားသတင်းသမားတွေလို့ရှိရင်တိတ်ဖို့နေရာမရှိဘူးတဲ့နိုင်ငံတစ်ခုမှသတင်းသမားလာတိတ်ဖို့နေရာမရှိဘူးတဲ့ပြသတင်းသမားဆိုတာခင်ဗျချွေကနေပေါ်မှာ AI ကိုတော့မဟုတ်တာနိမြဲမြဲခင်းမိပါလေအဲ့တဲ့ဟိုကသူကကြည့်တဲ့သတင်းသမားတွေတိုက်တဲ့နေမှာအဲ့လိုရတယ်အဲ့ဒီခါမှာ ်မြန်မာနိုင်ငံအဆူအဆူတာသူတို့ရဲ့မကုန်းမှုတွေပေါ်မှာကြောက်လို့နော်မကုန်းမှုတွေသူတို့ရဲ့လောက်ထက်မကုန်းမှုပေါ်မှာကြောက်လို့နိုင်ငံခြားတတိယနိုင်ငံပြည်တွင်းမှာတော့သူတို့ရဲ့လက်ဝဲခဲသူတို့ရဲ့ဩဇာအာဏာခဲကုန်ပြီးထတာတကယ်မမကကထုတ်တဲ့တတိယဌာနအောက်လိုက်ပြလိုက်တာခင်ဗျာကြီးလိုက်ဒါဆိုသဘောပေါက်လို့လွယ်ပြီနော်သဘောပေါက်လို့လွယ်ပြီအဲကြောင့်နိုင်ငံတကာအကူအညီတွေကိုမျောနေတဲ့မင်းအောင်လည်းဒီကတော့ဒီစီမှာပို့ပြီးစောက်ချက်ခွေတော့ကျွန်တော်တွေ့ရလိမ့်မယ်ထဲလာဥမာဒီထက်ဒီထက် တောက်ချက်ကိုယ်မဲ့တည်နေပါ့မအခုဆိုမဲ့အင်္ဂလိပ်တည်နေရောအင်္ဂလိပ်ဂျာနီလေးတရောထုတ်ဖို့ပြောကြတာတွေဖိုင်တွေတည်နေတက်နေပြီဒီထက်ဆိုးရည်လာအောင်မယ်အဲ့လိုဆိုဖြစ်လာပြီဆိုလို့ရှိရင်နိုင်ငံတကာလည်းထဲပြီးဝေးအောင်လည်းကိုပို့ပြီးเนาะပိတ်ဆို့မှုတွေဒုချမှုတွေပေါ့နော်ဒီလိုရထိလာအောင်မှသူတို့ကသူတို့အတွက်ပြည့်တယ်နေထက်စင်ထက်စင်လာအောင်မှဒီပြည့်တယ်နေနဲ့ပြည်သူလူထုကျွန်တော်တို့တော်လိုင်းဖွင့်နေပူပေါင်းလိုက်ပြီဆိုရင်ကျွန်တော်တို့တော်လိုင်းရဟာเนาะ2029မှာ မအောင်မြင်စရာအကြောင်းမချဘူးကျွန်တော်ပြောတယ်2020က2020ကတော့ပြီးဘူးနောက်တဲ့နှစ်နှစ်လောက်ဖြစ်အောင်မှာခင်ဗျားမယုံကြည်နဲ့နောက်တဲ့နှစ်နှစ်လောက်ဖြစ်ပြီးမှဒီစတက်ဒီစကားစားအောင်စဘွားပြက်မယ်ပြက်ပြီးမှမြန်မာနိုင်ငံသုံးနှစ်လောက်ဟုတ်လားအာလူမျိုးတွေအထက်အပွေးစီဒီဘုံစုံရဲ့ဒုက္ခရောက်ခဲပြီးမှစုစုပေါင်းငါးနှစ်နောက်တော့ငါးနှစ်ကျော်မှမြန်မာနိုင်ငံဟုတ်လားတည်ငြိမ်တဲ့ဘွားရောက်လာမှာကျွန်တော်မြင်ရောင်ရဲ့နောက်ဒါချာကြိုးပြတ်တာခင်ဗျားကြည့်နေအချိန်တိုင်းဖြစ်လာဟုတ်လားမဟုတ်လားဆိုတော့ဒီလိုဖြစ်လာမှာဖြစ်ကိုဖြစ်မှာသူတေချာတော့ရှိတယ်နော်အဲ့တော့မြန်မာနိုင်ငံရောက်နေတဲ့စင်းရဲမြန်မာနိုင်ငံမှာရှိတဲ့ တဘာပြည့်အနေကြောင့်စိပေးတိုင်ကြောင့်ဒုက္ခပြုလို့ခံရတဲ့မြန်မာမြန်မာပြည်ပြည်ပြည်သူပြည်သားများအနေနဲ့နော်ကျွန်တော်ကနော်ဆူတောင်းပြရလို့ဘာမှမတတ်နိုင်ဘူးအဲ့တော့အဆင်ပြေကြပါစိတ်ရှင်းကိုရှင်းပြည့်စုံကြပါစေငယ်ကိုအသက်ကိုညံဆောင်ကြီးလေအဲ့ကြောင့်ကိုကထိုင်လေးပြီးအသေးခံမလားရန်သူကိုလက်တုံးပြန်မလားဆိုတော့ကိုရခိုင်အပါအဝင်မြန်မာတိုင်းငုံမှာရှိတဲ့တော်လည်းဖွေပါမလူမျိုးပါဘူးခင်ဗျားကိုကိုကကိုကိုကိုစဉ်းစားကြ ကိုအိမ်မှာနေပြီးဘေးရှင်ဘုံလာချေးမယ်ဘေးနေရှင်လက်နေကြီးကြားမယ်ဘေးရှင်ငါ့ကိုပေါ်တာဆွေးမယ်ဆိုတော့ကြောင်းနေမယ်အစားအဲ့ဒီအကြောင်းတွေဟာဖေပြီးလာမဲ့ကောက်ကိုငါပြေးပြေးပြီးရေဆက်လိုက်မယ်ဆိုတော့စိတ်လေးကိုထေးပြကြပါလို့ဒီနေ့ဇယ်လေးခင်ဗျားတို့ကိုနော်အသိပေးပါတယ်အဲ့တော့ဆင်ပြေကြပါစေ။